ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ Fighter Entertainment စစ်စစ်ပုံမှန်တက်ဆက်နေတဲ့ Shield Win ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တက်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးရပါတော့เนาะကျွန်တော်တို့မြန်မာရိုးရလောက်ဝဲတပားတွေပေါ့เนาะကျင်းင်းထက်ထန်ဝေဖန်ထားတဲ့เนาะ Facebook page ကိုပေါ့เนาะအဲမြန်မာလောက်ဝဲတမားလေး Bronica မှာပြန်လိုက်ပြီးရှင်းပြချက်ထုတ်ထားတဲ့ဗီဒီယိုလေးပေါ့เนาะဆိုတော့အခုအဲ့ဒီ Bronica ရဲ့ရှင်းပြချက်လေးကျွန်တော်လည်းတူဆက်လက်နှာထောင်လိုက်ရအောင်เนาะ Hello မင်္ဂလာပါ ။တပါဘရိုနီကာဖိုင်တာတမားတယောက်ပါ။အားလုံးလည်းသိတဲ့လူလည်းသိမယ်မသိတဲ့လူလည်းထပ်ပြီးတော့မိတ်ဆက်ပေးရအောင်ကိုကို။အာကျွန်တော် page တစ်ခုကို share ထားရနော်ဒီ page မှာတော်တော်များများအားသသမားကိုဝေဖန်ထောက်ပြတယ်ဆိုတာထက်သူကလုံးဝကိုစိတ်ဓာတ်အောက်ကျတဲ့အထိ blame နေရတယ်ကျွန်တော်တွေ့နေရတယ်တော်တော်များများကျွန်တော်ဖတ်ရနော်ဆိုတော့ကျွန်တော်ပြောရှင်တာကလေ ကျွန်တော်တို့အာဇာသမားလေးလွယ်လွယ်လေးနဲ့ဒီနေရာကိုရောက်လို့မမရဘူးပေါ့နော်ပြောချင်တာသူတို့ကပရိသတ်ရှိမှနေရောရှိတာပရိသတ်ရှိမှနေရောဒီလိုလုပ်နေရတာဆိုတာအဲ့ဒါကြီးကအများအားပြောခံနေရတယ်ကျွန်တော်တို့ဘောကဆိုတော့ပြောချင်တာပရိသတ်မရှိခင်ကတည်းကကျွန်တော်တို့ကြိုးစားလာခဲ့တာတွေရောအဲ့ဒါဘယ်သူမြင်လဲကျွန်တော်တို့1 2မထိုးတက်ခင်ကတည်းကငါနီးရပရိသတ်ပါဆိုဘယ်သူကကျွန်တော်တို့တော့ပြောပေးဘူးလေကျွန်တော်တို့ကြိုးစားတာကျွန်တော်တို့ကြိုးစားမှုကြောင့်လည်းဒီတိုင်းပါလာတယ်လေပြီးတော့ပရိသတ်ရဲ့အားပေးမှုကြောင့်လည်းကျွန်တော်တို့ထပ်ပြီးတော့ ခွန်အားတွေရရှိလာအဲ့ဒါတော့အမှန်ပါပဲပြိတ္တောက်လဲစော်ကားလို့စိတ်လည်းမရှိဘူးเนาะဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်မြန်မာအားစားကိုတမားကိုဘ ᱹ ဒုမစို့အဲ့လိုဝေဖန်ကျွန်တော်မကြိုက်ဘူးဘာဖြစ်ဆိုကိုကိုရိုင်းလက်ခံစားရတယ်ကိုကိုရိုင်းလက်ဝင်ထိုးခဲ့လို့အဲ့ဒါတွေကိုဒီအားကစားလောကကိုကောက်ကောင်းတိလို့ကျွန်တော်အဲ့လိုမျိုးစိတ်တူတာတိလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစားသမားမြန်မာကစားသမားတွေကတတိတကယ်သနာစရာကောင်းတယ် ဘာလို့လဲဆိုတော့သူများနိုင်ငံတွေကလေငဲငယ်ကြတဲ့သုံးနှစ်ကြတဲ့တက်ကနိတွေနဲ့တင်လာခဲ့တယ်ဘလို့စားတောက်ရမလဲသူများသိတယ်ဘလို့ဝိတ်ချရမလဲသူများသိတယ်နီးပြရတဲ့ဘလို့ဆေးဆရာဝန်နဲ့လည်းသူများသိတယ်ကျွန်တော်တို့မြန်မာအသာသမားဓာရီကဘယ်သူမှညူပေးမလို့မရှိဘူးသိလည်းမသိဘူးအကုန်လုံးကလေပြောချင်တာမြန်မာအသာသမားအားလုံးကလေစိတ်ဓာတ်ကြောင့်ရဲ့စူးစမ်းမှုကြောင့်စိတ်ဓာတ်ကြောင့်ဒီလိုနေရာရောက်တာ တခါလေကျွန်တော်မေးအောင်မယ်တို့အာသသမားကိုအားပေးတယ်ဆိုတာအနိုင်နဲ့ရှုံးပဲအားပေးတော့လားသူမဟုတ်ရင်အာသသမားရဲ့အာနယ်ရှက်ကိုပဲလိုက်ရှာပြီးတော့အားပေးနေရလားလူတယောက်အာသသမားကြောင့်တကယ်တကယ်နားလဲဆိုအနိုင်နဲ့ရှုံးပဲအားပေးနေရမဟုတ်ဘူးအာဇာသမားဘလောက်တတယောက်ကဘလောက်ထိဒီပွဲမှာသူဘလောက်ထိစူးစမ်းနေဘလောက်ထိယုံကန်နေသူဘလောက်ထိစွမ်းဆောင်နိုင်လဲဆိုတာသူများအဲ့ဒါပဲကြည့်ရယ်သူများအနိုင်ချုံနဲ့မတတ်မဘူးကျွန်တော်မြန်မာကကျွန်တော်တော်တော်များများဟိုအနိုင်အချုံကိုပဲကြည့်ပြီးတော့မှလဲ ပြောနေကြတယ်ကွာရှုံးပြန်ပြီးလာမှာပေါ့ဒီလိုပဲလာမှာပေါ့ကျွန်တော်ဘယ်လောက်ထိကြိုးစားနေရလဲအဲ့ဒါတွေဘယ်လောက်တို့အဲ့ဒါတွေမသိဘူးအဲ့ဒါတွေမသိလက်ထားလိုက်တော့ပြီးပြောလိုက်လို့ရှိရင်ဝေဖန်ခံနိုင်မှာပဲဒီအားကစားလောကထဲရောက်ပေါ့ကျွန်တော်တို့ဒီဝေဖန်ခံနိုင်ဖို့ဒီလောကထဲဝင်လာတာမဟုတ်ဘူးလေဟုတ်တယ်နော် ဘာသာရေးကိုဝင်လာเนาะကျွန်တော်တို့ကြောင့်ကျွန်တော်တို့ရဲ့မစွလွတ်နိုင်တဲ့ဒီဟာကြောင့်ကျွန်တော်တို့ရအောင်ကြိုးစားနေရပဲလေပြီးတော့လဲကျွန်တော်တို့ကစားတယ်ဆိုတာကတည်းကဟိုကမြန်မာနိုင်ငံအလံပါပြီဆိုကတည်းကဟိုကကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်ကြိုးစားနေခဲ့နေခဲ့တယ်အဲ့ဒါကိုနည်းနည်းပပရှော့ပြီးတော့ပြောပါဦးမအားပေးနေပါစေကျွန်တော် ပြောပြီးသားကျွန်တော်အပေါ်ရန်လဲလာအားမပေးနဲ့ကျွန်တော်လဲတဲ့ပဲနေရ breather ကြောင့်မိခိုကြောင့်ဒီလိုမျိုးရောက်နေရဆိုကျွန်တော်လည်း လာပြောပြောစေကျွန်တော်လက်မခံဘူးကျွန်တော်လက်ကြိုးစားတယ်โอเคဒီလိုမျိုးပရိသတ်အရလာလဲကျွန်တော် ကျေးဇူးတင်တယ်ကျွန်တော်ပြောတယ်ကျွန်တော်ချစ်ခင်ရလူရှိလို့ကျွန်တော်ပြောတယ်ပြီးတော့တို့အတွက်ကျွန်တော်ပို့ပြီးတော့ကြိုးစားရှိစိတ်ဖြစ်လာတယ်အဲ့ဒါပဲပရိသတ်ရှိရှိမရှိရှိကျွန်တော်တို့အစားသမားတော့ကြိုးစားနေရတာပဲမဖြစ်ကျွန်တော်တို့အိမ်မက်ပရိသတ်ရလာဖို့တက်တက်ကြိုးစားနေတာမဟုတ်ပါဘူးအဲ့ဒါပြောချင်တာပေါ့ ပြီးတော့ကျွန်တော်တို့ဒီမှာဘာတစ်ခုမှအစိုးရထောက်ပံ့မှုလည်းကျွန်တော်တို့မယူဘူးဘသူအထောက်ပံ့မှကျွန်တော်တို့ရတာမဟုတ်ဘူးမှန်တယ်နော်ဒါလည်းဒါပေမဲ့လူတယောက်ရဲ့ကိစ္စကိုကွယ်ဟိုမကစားဘူးတော့ဒီတိုင်းပဲဘေးကနေကြည့်တော့ဘယ်လိုပြောမလဲလွယ်ကူတာပေါ့ဒါပေမဲ့ကျွန်တော်တို့မှာဘလောက်ထိငိုကြွေးခဲ့ရလဲနာကျင်ခဲ့ရလဲအဲ့ဒါတွေတေတို့မသိတော့လွယ်လွယ်လေးနဲ့ပြောနိုင်တယ်တိလားအဲ့ဒါကိုဟိုဖက်ကရေးသားတာတွေအရန်ထောက်ခံနေကြတယ်ကျွန်တော်အံ့ဩတယ် ဘလို့မျိုးကိုထောက်ခံပြီးတော့ပြောသူပြောတာအမှန်ကြီးပဲတဲ့မထောက်ခံနိုင်မဝင်နဲ့ပေါ့တဲ့ကျွန်တော်တို့ကလည်းဒီထောက်ခံမှုတွေဝေဖန်မှုတွေနဲ့ကျွန်တော်တို့ဒီဒီလောကထဲကိုရောက်လာတာမဟုတ်ဘူးဒီဟာလိုချင်လို့ကျွန်တော်တို့ဒီလောကထဲရောက်တာမဟုတ်ဘူးဒါကလိုအပ်ချက်ရှိလို့ထောက်ပြတယ်လိုအပ်ချက်ကကစားသမားတိုင်းတည်တယ်ဒါပေမဲ့ကစားသမားဆိုတာကအသားတည်တာတဲ့ဟာကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲလို့ချက်ချင်းချက်ချင်းမလွယ်ဘူးချက်ချင်းမလွယ်ဘူးညီတို့ပြောသလိုမရဘူးကျွန်တော်တို့မှလည်းစိတ် အများကြီးရှိတယ်လှုပ်ချင်တဲ့စိတ်တွေနိုင်ချင်တယ်ပိတ်သက်တွေလည်းနိုင်ချင်တယ်ပိတ်သက်တွေလည်းပို့ပြီးတော့မှကောင်းသေးချင်တယ် So please အားသာသမားကိုတချို့ပိတ်လည်းအများကြီးရှိရတာပဲဝေဖန်တာလက်ခံတယ်ဒါပေမဲ့အခု ပြောတဲ့အဟာတွေကဝေဖန်တာကြီးရလေတပတ်ကိုအားမလို့အားမရလိုက်ပြီးတော့ပြောနေပုံစံလေးအဲ့ဒါတို့လည်းအုံနောက်နည်းနည်းစဉ်းစားပါဦးကျွန်တော်တို့ ဖက်ကိုပဲသူများတွေကတော့ပြောမှာပဲအေးဒီလိုပြန်ပြောလို့မရင်ကျဲဘူးလို့ဘာလို့ကျွန်တော်အခုကတ်စပြီးမုန်းခံမယ်အာသာသမားတွေ့တယ်အမုန်းခံပြီးပြောမှာနော်လူအချက်ရှိလို့ရှိရင်ပြောချင်တာကကျွန်တော်အာမပေးလဲပြတ်နာမရှိဘူးသိတယ်လူအချက်ရှိကစားသမားလည်းသိတယ်သူတို့တင်ပြပေးနေတဲ့ဆရာတွေလည်းသိတယ်ဆရာတွေရှိတယ်လူအချက်နေရအာသာသမားသိတယ်လို့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်တင်ပေးနေတဲ့ဆရာတွေလည်းသိတယ်အဲကြောင့်မို့အဲ့ဒီနေရာမှာကျွန်တော်တို့ပြုတ်ပြင်နေတယ်အတတ်နိုင်ဆုံးသိရမလားအဲ့ဒါတွေလည်း ခင်ဗျားတို့ဘာမှမသိပဲနဲ့ပြောချင်တာကြီးပဲစွပြောနေ so နောက်ဆုံးအနေနဲ့ပြောမယ် okay ဒီလိုပြောလို့မကြိုက်ဘူးဆိုလို့ရှိရင်လည်းလာအားမပေးနဲ့ပြဿနာမရှိဘူးကျွန်တော်လည်းအာတခြားသမားဘသူမစူထိရင်လည်းကျွန်တော်လည်းကြိုက်တာမဟုတ်ဘူးပြတာရရပါတော့ဆိုနေဦးနဲ့ bronica ကိုပြပြနေနေဖုတ်ပြန်ခဲ့တယ် facebook facebook ပေါ့နော်ဒီမှာ fight edition ဆိုတဲ့ page ကို bronica အနေနဲ့ပြန်လဲတုံ့ပြန်ထားတဲ့ရုပ်တံတွေဖြစ်ပါတော့ဆိုတော့ ဖုန်းနဲ့ကြည့်တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်